အရှင်ဖရာမေရှောက်ခွင့်ပြုပါဖရာအမျိုးသမီးလေးတယောက်ကသူ့ဆန်လွယ်ရှိကိုတန်ဃာတော်တွေအတွက်ခြေတုပ်လုပ်ပေးတာကုသိုလ်ရလားဖရာငုံမြတ်တဲ့အလှူလားဖြေးချပေးပါဖရာတဲ့ကုသိုလ်အလုပ်ကိုလုပ်တဲ့နေရာမှာပညာနဲ့တရားညီညာဖို့လိုပါတယ်ပညာမပါဘဲလုပ်တဲ့အလုပ်ဟာကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့ကပိုများပါတယ်ငုံမြတ်မှုလည်းမရှိပါဘူးเนาะယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို ဘယ်နေရာကိုမှ ထိလို့မရပါဘူး။ตายရတဲ့စိတ်နဲ့ထိမိမယ်ဆိုရင် ထိမိတဲ့ယဟန်ဟာတန်ဃာဒိဋ္ဌိအဘက်သင့်ပါတယ်။ตายရတဲ့စိတ်နဲ့မဟုတ်ပဲယူယူသားသားထိမယ်ဆိုရင်လည်းပဲဒုက္ကအဘက်သင့်ပါသေးတယ်။ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှ ထိလို့မရပါဘူး။အဲ့ဒီလိုထိလို့မရတဲ့အတွက်ကြောင့်မိမိကကုသိုလ်စိတ်နဲ့လှုပ်လိုက်တာမှန်တော်လဲပဲယဟန်တွေမှာအဘက်တင့်သွားပါတယ် ဒါကြောင့်ဒီလုံရက်ဟာကုသိုလ်ရဖို့ဆိုတာထက်အကုသိုလ်ဖြစ်ဖို့ကလည်းပုံများတယ်လို့ဝန်မြတ်မှုလည်းမရှိဘူးဆိုတာကိုသိထားဖို့လိုပါတယ်နော်